ရာဇဝတ်မကင်းတော့ယုံကြည်အနှံ့ရေးဖောက်ပြက်မှုနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှ409မှာဘယ်လိုပြဋ္ဌာန်းထားပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှင်နေဦးစံမင်းဟုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်ရာဇဝတ်မကင်းတော့ယုံကြည်အနှံ့ရေးဖောက်ပြက်မှုနဲ့ပတ်သက်လို့ရာဇသက်ကြီးပုံမှ409မှာဘယ်လိုပြဋ္ဌာန်းထားသလဲဆိုရင်မြည်သူမဆို ပြည်သူဝန်ထမ်းအဖြစ်ဖြစ်တော်၎င်းဘဏ်လုပ်ငန်းရှင်ကုံတဲ့အယောင်းဝယ်ကိုယ်စားလှယ်ပွဲစားအကျိုးဆောင်ကိုယ်စားလှယ်တို့မဟုတ်ကိုယ်စားလှယ်ဖြင့်လောက်ကင်လျက်ရှိတော်၎င်းပစ္စည်းကိုတို့မဟုတ်ပစ္စည်းစီမံခန့်ခွဲပိုက်ခွင်းကိုတနည်းနည်းဖြင့်ယုံကြည်အနှံခံရသည့်တွင်ထိုပစ္စည်းနှင့်ဆက်လင်း၍ရာဇဝတ်မကင်းသောယုံကြည်အနှံရေးဖောက်ပြမှုကိုကျူးလွန်လျင် ထိုသူကို ထောင်နဲ့နှစ်20ဖြစ်စေ10နှစ်ထိထောင်နဲ့တမျိုးမျိုးဖြစ်စေချမှတ်ရမယ်အပြင်ငွေတယ်လည်းချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်ဒီပုံမှာတော့ရဲရဲပိုင်တဲ့ပုံမှားတစ်ခုဖြစ်ပါတယ်အမခံမရပါဘူးကြေးအခွင့်လည်းမရှိပါဘူးဒါကြောင့်မလို့ရဇသက်ကြီးပုံမှား409ကို ဖောက်ဖျက်ကျူးလို့မယ်ဆိုရင်တော့ထောင်နဲ့နှစ်20အဲဒါမှမဟုတ်10နှစ်ထိချမှတ်ခံရနိုင်တဲ့အပြင်ကိုငွေတယ်လည်းချမှတ်ခြင်းခရနိုင်ပါတယ် နောက်တစ်ပိုင်းမှာလည်းသက်ဆိုင်ရာခေါင်းစဉ်လေးတစ်ခုနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုခဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။